တင်ရမယ်စီမက်ရှလ9ရက်တောက်ကြနေညနေခင်းရုပ်သံသတင်းတွေကိုပြန်လည်တင်ဆက်ပေးပါရမယ်ဒီနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့နိုင်ငံတော်မှာတလအတွင်းအသက်16နှစ်အောက်ကလေးငယ်73ဦးပါဝင် အမျိုးသမီး66ဦးသေဆုံးခဲ့ပါတယ်ဖန်စီခင်ရတဲ့မိုးပြဲတောင်သူရေးတက်ကြွလှုပ်ရှားသူခွန်အောင်ညီမျိုးခက်သေဆုံးသွားပြီလို့ဆွေမျိုးတော်ဆက်သူတွေကပြောပါတယ်ပရိုဆိုနာဘက်ချန်ကဒေတာထရန်ရုပ်သီးစီဟာပြီးခဲ့တဲ့လထက် ဈေးကျဆင်းနေတယ်လို့ရောင်းဝယ်သူတွေက ပြောပါတယ်။မာခရိုရှိဂျေးရအုပ်စုတွင်ဆစ်ဆောင်စခန်းတစ်ခုမှာ ဖြားနာမှုတွေများနေပြီးဆေးဝါးလိုအပ်နေပါတယ်ဆတဲ့သတင်းတွေကိုကြည့်ရှုနားဆင်ရပါမယ်ရှင်။မြန်မာနိုင်ငံတဝမ်းမှာစစ်ကောင်စီရဲ့လူသားပေါ်ကျူးလွန်တဲ့ဆက်ရဆမှုမှုတွေကြောင့်ဖေဖော်ဝါရီလအတွင်းဆရှင်းနှစ်အောက်ကလင်းငယ်73ဦးပါဝင်အမျိုးသမီး66ဦးတေဆုံးခဲ့တယ်လို့မြမအမျိုးသမီးတမက BW ကမနေ့ကထုတ်ပြန်ပါတယ်။ လေချောင်းဘုံကျဲတိုက်ခိုက်တဲ့အတွက်45ဦး၊လက်နက်ကြီးပစ်ခတ်တာကြောင့်71ဦး၊မြစ်ရှုတပ်ဖြတ်တာကြောင့်1ဦး၊အကျဉ်းထောင်သွေးဈေးကူတမ်းမှုမရှိတာကြောင့်1ဦး၊မြေမြုပ်မိုင်းကြောင့်9ဦးသေဆုံးခဲ့တာပါ။ပြည်နယ်နဲ့တိုင်းလိုက်သေဆုံးမှုတွေထဲမှာစကိုင်းတိုင်းက22ဦးနဲ့အများဆုံးဖြစ်နေပြီးမကွေးတိုင်းမှာ5ဦး၊ရှမ်းပြည်နယ်မှာ5ဦး၊မန္တလေးတိုင်းမှာ8ဦး၊ရခိုင်ပြည်နယ်မှာ9ဦး၊ကချင်ပြည်နယ်မှာ6ဦး၊တရင်းနယ်တိုင်းမှာ9ဦး ပဲခိုးတိုင်းမှာနှစ်ဦးဂရီနီနဲ့ကင်ပီနဲ့မှာတဦးတို့ဖြစ်ကြပါတယ်။ဒါတွေပြင်အမျိုးသမီး68ဦးကလည်းထိခိုက်ဒဏ်ရာရရှိခဲ့ပြီးလေချောင်းပုတ်ချက်တိုက်ခိုက်ခဲ့တာကြောင့်42ဦးလက်နက်ကြီးကြောင့်23ဦးမြေမြုပ်မိုင်းကြောင့်5ဦးအကြောင်းမဲ့ရိုင်းနှက်ခံရသူတဦးရှိနေတာပါ။စစ်ထအာဏာသိမ်းကာလလေးနှစ်တွင်စစ်ကောင်စီဟာဆရာဇဝမှုနဲ့လူသားမျိုးနွယ်စုပေါ်ကျွလို့တဲ့အရာဇဝမှုတွေအပါအဝင်အမျိုးမျိုးသောလူခွေရေချိုးဖောက်မှုတွေကို မိမျိုးစုံနဲ့ဆက်လက်ကျွလွနေတာကြောင့်အမျိုးသမီးတွေဟာနေ့စဉ်နဲ့အမျှအသက်ဆုံးရှုံးနေရတယ်လို့ BWU ကပြောပါတယ်။တင်းလေးလုံးစစ်စီရဲ့စတင်တဲ့2023ခုနှစ်နိုဝင်ဘာလ17ရက်နေ့မှာဖမ်းဆီးခံရတဲ့မိုးပြဲတောင်သူရေးတက်ကြွလှုပ်ရှားသူခွန်အောင်နေမျိုးခတည်ဆုံသွားပြီလို့ဆွေမျိုးဖြစ်သူထံကနေသိရပါတယ်။တိုက်ပွဲကြောင့်တိမ်းရှောင်ဖို့မိသားစုတွေနဲ့တူထွက်လာတဲ့ခွန်အောင်နေမျိုးခတ်ကို မုံပြဲမြုပ်ပြေကိတ်မှထိုင်နေတဲ့မိုးပြက်ချင်းဆိုင်ခမရလင်းနေနေတက်လာအောက်ခံကေယံအမျိုးသားကာကွယ်ရေးတပ် KNG ပြည်သူစစ်ကမင်းမြန်လူကြောင်ပြောဆိုပြီးဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ဆွေမျိုးဖြစ်သူကကနော်ရီထိုင်းကို ပြောပါတယ်ခွန်းအောင်နေမျိုးခတ်စတင်ဖမ်းဆီးခံရတဲ့နေ့ကနေ25ရက်နေ့အထိတယ်လီဖုန်းနဲ့အဆက်အသွယ်ရခဲ့ပြီး KNG တပ်ကသူ့ကို6ပေါက်ထဲတန်ချင်ခွေးခတ်ထားတယ်လို့ဆိုပါတယ် 1992ခုနှစ်ဝန်းကျင်ကမိုးပြဲချင်ဆိုင် ခမာယလီနီနီတက်ကနေတပ်ပိုင်မြင့်ဖြစ်သိမ်းယူလိုက်တဲ့မိုးပြဲမြို့မှာရှိတဲ့လယ်မြေအက900ကျော်ကိုဖြင်ရှင်းဖို့အတွက်လူတို့က2024ခုနှစ်ကစာသားပြတောင်းဆိုတဲ့အချိန်မှာခွန်အောင်နေမျိုးခါကဦးဆောင်ခဲ့တာပါခွန်အောင်နေမျိုးခါရဲ့တည်ဆုံမှုအတွက်မကျေနပ်သလိုဝမ်းနဲ့ကြေကွဲရတယ်လို့ဆွေမျိုးဖြစ်သူကပြောပါတယ်ခမာယလီနီတက်ကသိမ်းယူလိုက်တဲ့မြေအက900ကျော်ကိုအစိုးရဌာနဆိုင်ရာတွင်နဲ့ ဒေတာခံပြည်သူစစ်တွေကိုခွဲဝေပေးပြီးလက်ရှိအချိန်ထိဒေတာခံတွေထံပြန်လည်ပေးအပ်ရမျိုးမရှိသေးဘူးလို့သိရပါတယ်။ပရိုဆိုမျိုးနဲ့နောက်ဖက်ချက်မှာပြီးခဲ့တဲ့လတွေထက်ဒေတာထွက်မြေုပ်သီးစေးချဆင်းလာတာကြောင့်မြေုပ်သီးရောင်းဝယ်သူတွေအတွက်အခက်အခဲကြုံရတယ်လို့မြေုပ်သီးရောင်းဝယ်သူသူကပြောပါတယ်။မြေုပ်သီးစေးချလာတာကြောင့်ပြီးခဲ့တဲ့လတွေကဝယ်စုထားတဲ့မြေုပ်သီးတွေကိုမရောထုတ်သေးပဲတို့လောင်ထားတယ်လို့လည်းဆိုပါတယ်။မြေုပ်သီးပြည့်စုံမှုမရှိအောင် အရေးအသေးတွေမကျသွားအောင်တေချာထိမ့်သိမ့်နေရတာပါ personal ဘက်ခြံကဒေတာထွက်ငှုပ်သည်တွေဟာအများအပြားရှမ်းပြည်နယ်တောင်ပိုင်းကို အထူးခတင်ပို့ပြီးပြည်နယ်တွင်းမှာရှိတဲ့လက်ကားဈေးဆိုင်တွေကိုလည်းတင်ပို့ရောင်းချနေကြတာပါဖားဆောင်မြို့နယ်မော်ချီဒေတာဘက်ကိုတင်ပို့ရောင်းချတဲ့သူတွေကတော့ငှုပ်သည်ဈေးကောင်းပိုရပေမဲ့တည်ယူပို့ဆောင်ရေးစရိတ်ကြီးမြင့်နေပါတယ်ပြီးခဲ့တဲ့လမှာအညာချွေပြီးငှုပ်သည်တပိတ်တာကို ်ချက်၄000ကနေ4000ခွဲထိရောင်းဝယ်နေကြပြီးလက်ရှိမှာတော့3000ခွဲသာရောင်းဝယ်ရှိရှိတယ်လို့သိရပါဗျ။ပရိုဆိုမြို့နယ်မှာခရရှိကျေးရအုပ်စုအတွင်းကဆစ်ဆောင်စခန်းတစ်ခုမှာ ကလေးတွေပါဝင် လူကြီးတွေမှာဖျားနာမှုဖြစ်နေပြီးဆေးဝါးကူညီလိုအပ်နေတယ်လို့သိရပါဗျ။ဆစ်ဆောင် စခန်းမှာ ကိုထူကိုထဈေးပေးခန်းတွေရှိပေမဲ့ဆေးဝါးပြက်လက်နေတာကြောင့်အရေးပေါ်လူနာတွေကိုတခြားနေရာကိုလွှဲပြောင်းနေရတာပါ။ လက်ရှိရသည့်အကူအပြောင်းဖြစ်တာကြောင့်ဖြားနာမှုတွေများပြားနေသလိုနာတာရှည်ယောဂခံစားနေရသူတွေတိုးဆစ်ချိုယောဂတဲ့တွေအတွက်လည်းဆေးဝါးလိုအပ်နေတယ်လို့ဆိုပါတယ်။အဲဒီဆစ်ချောင်းစခန်းမှာဒေတာတွေတိုက်ပွဲတွေကြောင့်2021ခုနှစ်နိုဝင်ဘာလကလေးကမခရှစ်ဒေးရအုပ်စုတွင်ကဒေတာခံတွေစုပေါင်းနေထိုင်ကြတာဖြစ်ပါတယ်။အချင်းနေရာကျော်ရှိပြီးလူဦးရေ1900ကျော်ရှိတယ်လို့သိရပါတယ်။ ကနူရီထိုင်းသတင်းဌာနရဲ့မတ်လ9ရက်ညနေခင်းရုပ်သံသတင်းတွေကိုတင်ဆက်ပေးနေတာပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးနဲ့ Greeny B2 Vita အားလုံးဘင်းကင်းလုံခြုံပြီးစိတ်နှလုံးအေးချမ်းကြပါစေရှင်။ကျမမော်လီများပါ။